ဘာကြောင့်ဒီနောက်ဆုံးသောကာလနဲ့ကြွလာခြင်း လေ့လာဖို့လိုအပ်တာလဲနံပါတ်၁ကဒီနောက်ဆုံးသောကာလဆိုတာထက်သခင်ဖရာရဲ့ကြွလာခြင်းသည် ကျွန်ုပ်တို့ရဲ့မျှော်လင့်ခြင်းဖြစ်ပါတယ်ယုံကြည်သူတိုင်းရဲ့မျှော်လင့်ခြင်းဖြစ်ပါတယ်ဒါကြောင့်ဒီအရာကိုကျွန်တော်လေ့လာဖို့လိုအပ်တာဖြစ်ပါတယ်ဆိုတော့ဒီမှာအရန်ရှင်းပါတယ်လက်ရှိကျွန်တော်အသက်ရှင်ခြင်းသည်သခင်ယေရှုခရစ်တော်၏ပေါ်ထွန်းခြင်းကို မျှော်လင့်ပြီး အသက်ရှင်တာဖြစ်တယ်။အဲ့တော့အဒီကာလမှာတော့ကျွန်တော်တို့ဝိညာဉ်ရနဲ့ဆိုင်တဲ့ဓမ္မမင်္ဂလာတွေကိုအလက်ရှိအချိန်မှာခံစားရမယ်။သခင်ခရစ်တော်ပေါ်ထွန်းတဲ့အခါမှာကြာရင်တော့ဝိညာဉ်ရဆုလတ်တွေ ဓမ္မမင်္ဂလာတွေမဟုတ်တော့ဘဲနဲ့တကယ်အမွေတော်လေးကို ကျွန်တော်ဝင်စားမှာဖြစ်တယ်။အခုအသက်ရှင်တဲ့အချိန်မှာတော့သခင်ဖျားပေါ်ထွန်းခြင်းကိုကျွန်တော်မျှော်လင့်နေစုကျေးဇူးတွေကိုကျွန်တော်ကအသက်တာမှာသခင်ဖျားပေးတဲ့အတိုင်းကျွန်တော်သခင်ဖျားကိုအစီခံရမှကျွန်တော်အသက်ရှင်ရမှာဖြစ်ပါတယ်။အဲ့တော့သခင်ခရစ်တော်ရဲ့ကျွမ်းလာခြင်းပေါ်ထွန်းခြင်းကိုယုံကြည်သူကမျှော်လင့်တာဖြစ်တယ်။အဲ့တော့သခင်ခရစ်တော်တပံ ြန်ကြွလာမယ်လို့မျှော်လင့်တဲ့သူကိုကျွန်တော်ကယုံကြည်သူလို့ပြောလို့ရပါတယ်အဲ့တော့ယုံကြည်သူတိုင်းကသခင်ခရစ်တော်ရဲ့ကြွလာခြင်းကို မျှော်လင့်တာဖြစ်ပါတယ်ဒီကျမ်းစာကိုထပ်ပြီးတော့မှဖတ်ရအောင်ဖိလိပ္ပိဩရစာခိုင်း3အပိုင်ငယ်20 21ဖြစ်ပါတယ်အကောင်းကင်ဘုံနဲ့ဆက်ဆိုင်ရရှိ၏ကဲတင်တော်မူသောအရှင်သခင်ယေရှုခရစ်သည်ကောင်းကင်ဘုံမှကြွလာတော်မူမည်ဟုငါတို့သည် မျှော်လင့်ရနေကြ၏ ထိုသခင်သည်ခတ်သိမ်းသောအရာကိုပင်မိမိအောင်၌နှိမ်ချနိုင်တော်မူသောပြုပြင်အားထုတ်ခြင်းအားဖြင့်ယုံညံ့သောငါတို့ဤကိုယ်ခန္ဓာကိုပင်ဘုံသည်နှင့်ပြည့်စုံသောကိုယ်ခန္ဓာတို့ဤမင်းတူဖြစ်စေခြင်းကအတိပြင်းစင်တော်မူတဲ့ကျွန်တော်အခုအသက်ရှင်နေတဲ့အချိန်မှာကျွန်တော်စစ်တဲ့အချင်းကကောင်းကင်ဘုံနဲ့ဆိုင်နေတယ်နော်ကောင်းကင်ဘုံနဲ့ဆိုင်နေခရစ်တော် သခင်ကိုကျွန်တော်တို့ကအကောင်းဝင်ပေါ်ကနေပေါ်ထွန်းမယ်ချွတ်လာမယ်ဆိုတော့ကိုကျွန်တော်မျော်လင့်နေတာဖြစ်တယ်တဲ့အဲ့တော့သူကြွလာတဲ့အခါကျရင်တော့ကျွန်တော်ဒီခန္ဓာကိုယ်ကိုထိုသခင်ရဲ့ခန္ဓာကိုဘုံအတရင်နဲ့ပြည့်တဲ့ခန္ဓာကိုယ်မျိုးဖြစ်အောင်လုပ်ပေးမယ်လေဟာလေယာအဲ့တော့အဲ့ဒီအရာကကျွန်တော် မျော်လင့်ခြင်းနဲ့အတူကျွန်တော်ခံရမယ့်အကျိုးကျေးဇူးကိုကျွန်တော်ကတိထားတာဖြစ်တယ်နော်အဲ့တော့သခင်ကိုမျော်လင့်ပြီးကျွန်တော်အသက်ရှင်နေတယ်ကျွန်တော်ရဲ့မျော်လင့်ခြင်းအကြောင်းဖြစ်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့အနာဂတ်နဲ့ဆိုင်တဲ့ကိုယ့်ရဲ့မျော်လင့်ခြင်းအကြောင်းဖြစ်သောကြောင့်ကျွန်တော်ကလေ့လာဖို့နော်တေချာလေ့လာဖို့လိုအပ်တာဖြစ်ပါတယ်ပြီးတော့နံပါတ်2ပြည့်စုံလာမယ့် prophet ပြုချက်များဖြစ်ပါတယ် ဒီရောက်လဲစမ်းစာတစ်ခုပြီးတစ်ခုဖတ်ရအောင်တောင်းကင်တမန်ကလည်းဤစကားတိသစ္စာစကားဟောမှန်သောစကားဖြစ်၏ပရောဖက်တို့ဤဝိညာဉ်ကိုဆိုရသောသာရအရှင်ဘုရားသခင်သည်ကာလမကြာမမြင်မီဖြစ်ရမည် အမှုရာများကိုမိမိကြုံတို့အားပြစေခြင်းကကောင်းကင်တမန်တော်ကိုစေလွတ်တော်မူ၏ဒီမှာဤစကားသည်သစ္စာစကားဟောမှန်သောစကားဆိုသစ္စာစကားနော် တစ္ဆာစကားဆိုတာကဘဲအချင်းနေဘဲဖြစ်ဖြစ်ဘလောက်ပဲကြာကြာပြည့်စုံမဲ့အမှန်တရားဖြစ်ပါလေဒီ prophet ပြုချက်သခင်ခရစ်တော်ကျွမ်းလာမဲ့အကြောင်းအရာနဲ့ပတ်သက်တဲ့ prophet ပြုချက်တွေဟာထင်မြင်ချက်တွေမဟုတ်ဘူးအဲ့ဒီအရာတွေဟာဖယားသခင်ကသူ့ရဲ့အဆိုးရအချင်း အနာကမှာဘလို့ဖြစ်မလဲ तू တိထားတယ် तू သတ်မှတ်ထားတယ် तू ချင်းချက်ထားတဲ့အတိုင်း ပြည့်ကိုပြည့်စုံမယ်ဆိုရက်သူ့ရဲ့အစိုးရခြင်း သူ့ရဲ့ sovereignty ဖြစ်ခြင်းကို ဖွင့်ပြပေးတဲ့နှုတ်ကပတ်တော်တွေဖြစ်တယ်ဒါကြောင့်အင်မတန်မှအရေးကြီးတာဖြစ်ပါတယ်ထပ်ပြောမှဖတ်ရအောင်ရှိဥစွာတိမတ်အပ်သောအရာဟုမူကားနောက်ဆုံးသောကာလ၌ပြည့်ရဲ့ပြုတတ်သောသူတို့သည်မိမိတို့တမဲခြင်းအတိုင်းကြည်နေ၍သခင်ဖျားကြွလာမည်ဟုသောဂတိတော်သည် အပေမှာရှိသည်နီ ိုးဘေးများအိပ်ပျော်သည့်နောက်ခတ်သိမ်းသောယာတို့သည်ဖန်ဆင်းစားကာဖြစ်တကယ်သူဖြစ်မြဲဖြစ်ကြ၏ဟုဆိုလေကဲရဲ့ချင်းနည်းတကားပေါ်လာကြလိမ့်မည်ကဲသခင်ဖျားကြွလာခြင်းနဲ့ပတ်သက်ဘရမကဲရဲ့ဘရမပေါ်လာမယ်လို့ပြောပါတယ်အဲ့တော့ကဲရဲ့တဲ့အခါမှာဗျောင်ကြကြကဲရဲ့တာလည်းရှိမယ်မတိမတာကဲရတာလဲရှိမယ်ဒါကြောင့်ထူအထဲမှာကျွန်တော်မပါတဲ့အတွက်ကြောင့် ဒီကနေ့ကကျွန်တော်စနစ်ကြလေ့လာဖို့အချိန်ပေးကြတာဖြစ်ပါတယ်။ကောင်းငွေနဲ့မြည်ကြီးမတီတော်လဲငါစကားတီလိုက်မယ်ဆိုပြီးတော့သခင်ခရစ်တော်ကပြောတဲ့အခါသူ့ရဲ့တပံကြွလာ ခြင်းနဲ့ပတ်သက်ပြီးတော့မှဒီအကြောင်းအရာကိုပြောတာဖြစ်ပါတယ်။ဒါပေမဲ့ခရိယန်တော်တော်များများကဒီစကားလုံးကိုတခြားနေရာမှာနော်တခြားနေရာမှာအယံခဏခဏသုံးတယ် တုံးလို့မရလာတော့မဟုတ်ပါဘူးဒါပေမဲ့ဒီတမာကျန်းစာဒီကျန်းချက်သခင်ခရစ်တော်ပြောတဲ့စကားတော်ဒီအတိကသူ့ရဲ့ချွန့်လာခြင်းအပေါ်မှာအာမခံတော်မပြောထားတဲ့အကြောင်းအရာဖြစ်ပါတယ်ဒါကြောင့် तू ပြောတဲ့အတိုင်းဖြစ်မှာဖြစ်တယ် तू ပြောတဲ့အတိုင်းပြည့်ကိုပြည့်စုံမှာဖြစ်တယ်ဆိုတော့ကိုကျွန်တော်နားလဲရတယ်နံပါတ်3အနေနဲ့ဒီနောက်ဆုံးသောကာလနဲ့ချွန့်လာခြင်းကိုကျွန်တော်မှန်ကန်စွာ သိခြင်းဟာကျွန်တော်အတ္တတာကိုတန်ရှင်းသောအတ္တတာနဲ့ပြင်ဆင်နိုင်ဖို့ရန်အတွက်ဖြစ်ပါတယ်။ဒီကြံပိုက်ကိုလည်းထပ်ပြီးဖတ်ရအောင်။ချစ်သူတို့ယခုတွင်ငါတို့သည်ဖျားခင်ဤသားဖြစ်ကြ၏။နာမအဘယ်သို့တော်သူဖြစ်မည်ဟုမထင်ရှားသည်။သူတို့လည်းကိုတော်ဒီထင်ရှားပေါ်ထွန်းတော်မူသောအခါငါတို့ဒီကိုတော်နှင့်တူကြလက်တန်းဟုငါတို့သိကြ၏ အကြောင်းမူကားကိုတော်ဖြစ်တော်မူသည့်အတိုင်းကိုငါတို့သည်မြင်ရကြလတ္တထိုသူမျော်လင့်တော်သူမည်သည်ကားကိုတော်တန်ရှင်းတော်မူသည်နည်းတူကိုကိုကိုတန်ရှင်းစေတတ်၏อืมဆိုတော့ဒီမှာနော်ကျမ်းစာကအဖြေမှန်မှန်ကန်ကန်ရှင်းရှင်းလင်းလင်းပြောထားတဲ့အရာပါလဲဆိုတော့အခုချိန်မှာတော့ဖရာသားသမီးတော်ဖြစ်ပြီးပြီနောက်တစ်ချိန်မှာဘယ်လိုပုံစံဖြစ်မလဲဆိုတာတော့မပေါ်သေးဘူးလည်းမထင်ရှားသေးဘူး အဲလူတချို့မေးတတ်တယ်လေ။အော်ငါတို့ချီဆောင်ခြင်းမှာ ကောင်းဝင်နိုင်ငံရောက်သွားတဲ့အခါမှာငါတို့တွေဘယ်အရွယ်ဖြစ်မှလဲ။ငါတို့ပုံစံဘယ်လိုပုံစံဖြစ်မလဲဆိုတာလေ။အရင်သိချင်ကြတယ်။ဟိုကလေးလေးကတည်သွန်းကောဘယ်လိုပုံစံဖြစ်မှလဲ။ဒါမှခါကုန်းတဲ့သူ၊သွားကျူးတဲ့သူ၊လက်ချစ်ပြက်တဲ့သူဘယ်လိုဖြစ်မှလဲဆိုတာလေ။နော်သူတို့အသက်ရွယ်အသက်ကြီးတဲ့သူကအသက်ကြီးတဲ့အတိုင်းသွားမှလား။ဘာညာအရင်ဘရမမေးကြတယ်။တမန်တော်ကြီးကိုယ်တိုင်က ဖျားသခင်ဗျာဒိတ်တော်ဒိုက်ရိုက်ရတဲ့တမန်တော်တွေကဗာပြောထားလေ။နောက်မှအဘေသူတော်သူဖြစ်မည်ဆိုတော့အခုချိန်မှာမပေါ်သေးဘူးမထင်ရှားသေးဘူး။ဒါပေမဲ့တေချာလာတော့ကိုတော်ထင်ရှားပေါ်ထွန်းနဲ့အခါကျတော့ကျွန်တော်တို့ဒီသခင်ယေရှုနဲ့တူမှာဖြစ်တယ်။ဟာလေလုယ။အဲ့ဒါကအကြီးမားဆုံးသောအရာပဲ။ဘာကြောင့်လဲဆိုတော့တဲ့ကိုတော်ဖြစ်တဲ့အတိုင်းကိုကျွန်တော်ကမြင်ရမယ်။ကိုတော်ဖြစ်တဲ့အတိုင်းကို မြင်နိုင်မယ်။ ဘာဖြစ်လို့လဲကိုရောနဲ့တူသောဘုံအတေနဲ့ပြည့်တဲ့ခန္ဓာကိုယ် तू ကပြင်ဆင်ထားတာဖြစ်တဲ့အကြောင်းကျွန်တော်သူ့ကိုမြင်ရမယ်။ तू နဲ့တူသွားမယ်။အဲ့ဒါဟာကျွန်တော်ရဲ့မျှော်လင့်ခြင်းဖြစ်တယ်။အဲ့ဒါဟာကျွန်တော်အနာဂတ်မှာပိုင်ဆိုင်ရရှိမယ့်အရာဖြစ်တယ်။ဒါကြောင့်အဲ့လိုမျှော်လင့်တဲ့သူကတဲ့ကိုရောတန့်ရှင်းခြင်းကိုမှီအောင် ကိုရောတန်ရှင်းတကယ်သူမိမိအတ္တတာကိုတန်ရှင်းစေတယ်လို့ပြောပါတယ်။ဒါကြောင့်ဒီမျောလင့်ခြင်းဟာမိမိအတ္တတာကိုတန်ရှင်းဖို့ရန်အတွက်ပြင်ဆင်စေတဲ့အကြောင်းရင်းထဲမှာလည်းပါတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်။ဒါကြောင့်ကိုရောတန်ရှင်းတော်မူသည့် need to လို့ပြောတဲ့အခါမှာဘလို့ဖော်ပြထားလဲဆိုတစ်ပြခိုင်းတစ်အပိုင်ငယ်၁၄၅၅အထက်ကသင်တို့သည် မောင်မိုက်ထဲမှာကျင့်တော်တတ်မဲ့ခြင်းတရားကိုယခုမလိုက်မကျင့်ဖဲ နားထောင်တတ်သောတငယ်ကဲ့သို့ဖြစ်၍သင်တို့ကိုခေါ်တော်မူသောသူသည်တန်ရှင်းတော်မူသည်နည်းတူကြင်ကြံပြုမူသည်များလို့၌တန်ရှင်းခြင်းရှိကြလော့ကြင်ကြံပြုမူသည်များလို့၌တန်ရှင်းရမယ်အဲ့တော့ကြင်ကြံပြုမူသည်များတန်ရှင်းတယ်လို့ပြောတဲ့အခါမှာကိုရောတန်ရှင်းတော်မူသည်နည်းတူသင်တို့ကိုခေါ်တော်မူသောသူသည်တန်ရှင်းတော်မူသည်နည်းတူလို့ပြောထားပါတယ် အဲ့တော့ကျွန်တော်တန်ရှင်းခြင်းလို့ပြောရင်လူက MD ဘာမှမရှိတာကိုတန်ရှင်းခြင်းလို့ပြောတတ်တယ်เนาะအဲ့ဒါမဟုတ်ဘူးဖခင်ရဲ့တန်ရှင်းခြင်းကအဲ့လိုမျိုးမဟုတ်ဘူးရှင့်နေတယ်အပြစ်ရှိတယ်ဒါပေမဲ့ဘာမှမရှိတာလို့ဆိုတော့အပြစ်မရှိဘူးအပြစ်ရှိတယ်အပြစ်မရှိဘူးဘာနဲ့ပြည့်တယ်လဲဆိုတော့ကောင်းမြတ်ခြင်းနဲ့ပြည့်နေတာဖြစ်တယ်အဲ့ဒါဖခင်ရဲ့တန်ရှင်းခြင်းဖြစ်တယ်ဒါကြောင့်ကျွန်တော်ဟာ မပြောင်းလဲခင်ကယုံကြည်သူမဖြစ်ခင်ကကျတို့အသက်တာဟောင်းမှာရှိတဲ့တတ်မဲ့ခြင်းနေနော်ကျတို့ဟိုစိုးညစ်တဲ့အရာတွေပေါ်မှာတန့်ရှင်းုံမြတ်မကတဖြည်းဖြည်းကိုရောနဲ့တူလာဖို့ဖြစ်ပဲဖြစ်ပါလေကိုရောနဲ့တူလာဖို့လို့ပြောတဲ့အခါမှာဘယ်အတိုင်းတားလဲတယောက်အแทမဟုတ်ဘူးနော်ကုပါတာကိုတန့်ရှင်းနေတာမျိုးပြောတာမဟုတ်ဘဲနဲ့ကြင်ကြံပြုတ်မှုတမျှလို့နိုင်လို့ပြောထားတယ် နော်လှုပ်ဆောင်သမျှအသက်ရှင်ခြင်းနဲ့လှုပ်ဆောင်သမျှမှာကိုရောရဲ့ကောင်းမြတ်ခြင်းလိုမျိုးအပြစ်တင်စရာကင်းဘရမဖရာရဲ့ကောင်းမြတ်ခြင်းကိုကျွန်ရဲ့အသက်တာထဲနေထွက်ပေါ်စေရမှာဖြစ်ပါတယ်ဒါကဖရာရဲ့တန်ရှင်းခြင်းဖြစ်ပါတယ်မတောက်မစားနေလို့တန်ရှင်းတာမျိုးပြောတာကိုပြောတာမို့ဘာမှမလုပ်ပဲတန်ရှင်းနေတာမျိုးမဟုတ်ပဲနဲ့လှုပ်တယ်ကြင့်ကြံပြုမှုတယ်ဒါပေမဲ့ဖရာရဲ့ကောင်းမြတ်ခြင်းစူးညစ်တဲ့အရာ ကင်းပြောမှကောင်းမြတ်ခြင်းနေနဲ့တာ၍တာ၍အတ္တတာမှာတူပွားတာကိုဖရာယတန်ရှင်ခြင်းနီးလို့ဖော်ပြထားပါတယ်ဒီပြင်ဆင်ခြင်းကိုကျွန်တော်တို့ပြောတဲ့အခါမှာတန်ရှင်ခြင်းအတ္တတာနဲ့ပြင်ဆင်တယ်လို့ပြောတဲ့အခါမှာအိုတန်ရှင်ခြင်းအတ္တတာမရှိရင်ငါတို့ရချီဆောင်ခြင်းမှာမပါပဲနေမယ်ဆိုတော့ချီဆောင်ခြင်းမှာပါခြင်းလို့ပြင်ဆင်တာမျိုးမဟုတ်ပဲね တခင်ခရစ်တော်ကြွလာတဲ့အခါမှာငါတို့တွေတခင်ခရစ်တော်နဲ့တူတွေ့ရမယ်ဆိုတာကိုသေချာလုံးတဲ့အတွက်ကြောင့်သေချာတဲ့ယုံကြည်ခြင်းမျှော်လင့်ခြင်းရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ကတန်ရှင်းခြင်းအသက်တာနဲ့ကိုကိုကိုပြင်ဆင်တာဖြစ်ပါတယ်။ဒါပေမဲ့အချို့သောသူတွေရဲ့ပြင်ဆင်ခြင်းကခြိဆောင်ခြင်းမှကြံခဲ့မှကြောက်လို့ပြင်ဆင်တဲ့ပြင်ဆင်ခြင်းတွေရှိတယ်။အဲ့ဒါတွေကနော်မှားတာဖြစ်ပါတယ်နော်။ ကျွန်တော်တို့ကခြေဆောင်ခြင်းမှာ ပါအောင် ပြင်ဆင်တာမဟုတ်ဘူးခြေဆောင်ခံရမဲ့သူ ဖြစ်မှန်းတေချာစွာတည်တော်ကြောင်းကျွန်တော်တို့ဒီပြင်ဆင်တာဖြစ်ပါတယ်အခုချိန်မှာကျွန်တော်ကြင်ကြံပြုမှုတဲ့မှန်သမျှမှာကိုရောတန်ရှင်းတကယ်သူကိုရဲ့ကောင်းမြတ်ခြင်းနဲ့ကျွန်တော်ရဲ့အသက်တာနဲ့နေထွက်ပေါ်ဖို့ရန်အတွက်ကျွန်တော်ပြင်ဆင်တာဖြစ်ပါတယ်အာမင်နံပါတ်၄က လှဲ့ဖျားသောတုန်တင်မှုကိုပိုင်းခြားနိုင်ဖို့ကျွန်တော်တို့အကြောင်းအရာလေးစနစ်တကျလေ့လာဖို့လိုအပ်တယ်။သခင်ခရစ်တော်လည်းပါပြောလဲတင်တို့ကိုအဘယ်သူများမလှဲ့ဖျားစေခြင်းကသတိပြုလော့။ရှင်ပေါလုလည်းပါပြောလဲအဘယ်သူများတင်တို့ကိုအဘယ်သူသောအဖြစ်များမလှဲ့ဖျားစေနဲ့။အတူတူပဲနော်။သခင်ခရစ်တော်ကလည်းလှဲ့ဖျားခြင်းမခံရဖို့သတိပြုခိုင်းတယ်။ရှင်ပေါလုကလည်းလှည့်ဖြားခြင်းမခံရဘူးတတိပြုတယ် ဘာကြောင့်လဲစနစ်တကျသင်ကိုယ်တိုင်မလေ့လာရင်လှည့်ဖြားခြင်းခံရနိုင်တယ်ဒါပေမဲ့ဒီလိုရှိတာပေါ့ဥမာကျွန်တော်ကလှည့်ဖြားခံရတဲ့ခံယူချက်ကို ကျွန်တော်နားထောင်ပြီးခံယူလိုက်တယ်ဆိုရင်အဲ့ဒါဒီတမာတရားဟုတ်တယ်မဟုတ်ဘူးဆိုတော့ကိုကျွန်တော်ကိုယ်တိုင်ကမှန်ကန်စွာပိုင်းခြားပြီးမသိဘူးဆိုရင်အဲ့ဒါကိုအဟုတ်ကြီးထင်မှာဖြစ်တယ်အဲ့ဒါကိုအဟုတ်ကြီးထင်ပြီးတော့မှ ကျွန်တော်ကသူတစ်ပါးကိုထပ်ပြောပသင်ပေးမှာဖြစ်တယ်ကျွန်တော်ကကျွန်တော်ကတော့သူတစ်ပါးကိုလှည့်ဖြားတယ်လို့ခံယူမှာမဟုတ်ဘူးတမန်တော်သင်ပေးတယ်ပေါ့ဒါပေမဲ့တမန်တော်ရှူတောင်းကနေကကျွန်တော်ကသူတစ်ပါးကိုလှည့်ဖြားတော်သူဖြစ်မယ်အဲ့ဒီအရာကိုနားထောင်တဲ့သူဟာလည်းပဲလှည့်ဖြားခံရလှည့်ဖြားခံရနေတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်ဒါကြောင့်ဒီအကြောင်းအရာကို လေလာဖို့လိုအရာချင်းသည်လှဲ့ဖျားတဲ့တုံတင်မှုတွေရှိတယ်။အဲ့ဒါတွေကိုကျွန်တော်တမာတရားဖြစ်မှန်ကန်စွာပိုင်းခြားနိုင်ဖို့ရန်အတွက်ကျွန်တော်လေလာဖို့လိုအပ်တာဖြစ်ပါတယ်။နောက်တစ်ခုမလူလားအတော်စူးရင်တုံ့လှုပ်ခြင်းနေမရှိစေဖို့ရန်အတွက်ဖြစ်ပါတယ်။ဒီချမ်းပိုက်တွေကိုလည်းကျွန်တော်ဖတ်ရအောင်။ တင်တို့တီစိတိုက်ကြောင်ကို၎င်းစိတိုက်အံ့သောတင်းစကားကို၎င်းကြားရသောအခါဆိုရိတ်တုံ့လုံခြင်းမရှိကြနေထို့သူဖြစ်ရမည်သို့တော်လည်းအဆုံးဒီမဖြစ်သည်ကဲဆိုတော့မဆိုးရင်နဲ့ဆိုးရင်တုံ့လုံခြင်းမရှိနဲ့ဘာတွေကြားတဲ့အခါစိတိုက်တဲ့အကြောင်းတွေစိတိုက်အံ့တဲ့တင်းစကားတွေကြားတဲ့အခါမှာတသခင်ရှုကပြောတာနဲ့ခရိယာနေပြောတဲ့အရာကတော်တော်ကြီးကွာတယ် ခရိယန်တွေကအထူးသဖြင့်ဆရာသမားတွေကစစ်ပွဲတွေဖြစ်နေတယ်စစ်ပွဲတွေဖြစ်တော့မယ်ဆိုရင်စိုးရင်တုံလှုပ်ဖို့ကြီးပဲပြောကြသခင်ယေရှုကစိုးရင်တုံလှုပ်ခြင်းမရှိဘူးပြောတယ် something wrong နော်နည်းနည်းလေးတော့လွဲနေတယ်သခင်ယေရှုလွဲတာလားခရိယန်တွေလွဲတာလားလွဲမယ်လွဲခရိယန်တွေပဲလွဲမှာပေါ့သခင်ခရစ်တော်ကပြောတယ်စိုးရင်တုံလှုပ်ခြင်းမရှိနဲ့ဒီကြံပိုက်ကိုထပ်ဖတ်ရအောင် ညီအကိုတို့ငါတို့သခင်ယေရှုခရစ်ကြွားလာတော်မူ၍ငါတို့သည်ဒီအထံတော်၌ဇီဝခြင်းအရာမှာသခင်ပြား၏နေရသည်ချက်ချင်းရောက်မည်ဟု၍သိဝိညာဉ်အားဖြင့်ဖြစ်စေနှုတ်ထွက်စကားအားဖြင့်ဖြစ်စေငါတို့ကဲ့သို့သောစာအားဖြင့်ဖြစ်စေဒေနုသည်စိတ်ရွေးရောခြင်းစိုးရိမ်တုန်လုံးခြင်းအလင်းတစောမရှိမီအကြောင်းငါတို့သည် တောင်းပန်ကြ၏ကဲသခင်ရှုကြွလာခြင်းနဲ့ပတ်သက်ရင် စိုးရင်တုံ့လှုပ်တာလေစိတ်ရွေ့ရောတာမရှိပါနဲ့တဲ့နော်မရှိပါနဲ့အဲ့တော့ကျွမ်းလာခြင်းနဲ့ပတ်သက်တဲ့အရာပဲဖြစ်ဖြစ်စစ်ပွဲတွေနဲ့ပတ်သက်တဲ့အရာပဲဖြစ်ဖြစ်စိုးရင်တုံ့လှုပ်ခြင်း မရှိဖို့တမန်တော်တွေနဲ့တခင်ခရစ်တော်ကိုယ်တိုင်ပြောတယ်ဒါပေမဲ့အချို့သောသူတွေကထိခနဲ့စိုးရင်စရာဖြစ်အောင်တုံ့တင်တယ်ဟောပြောကြတယ်ဒါကြောင့်ကျွန်တော်တမန်တရားမသိရင် တယောက်ပြောရင်စိုးရင်စရာတွေနဲ့ကျွန်တော်ကနော်အသက်တာမှာစိုးရင်စိတ်နဲ့ပြင်ဆင်ဖို့မဟုတ်ဘူးကျွန်တော်ကချစ်သောစိတ်မျော်လင့်ခြင်းစိတ်တည်ချတဲ့ယုံကြည်ခြင်းနဲ့ကျွန်တော်ကပြင်ဆင်စောင့်မျှော်နေတာဖြစ်ပါတယ်ဒါကြောင့်မလူလာအပ်တဲ့စိုးရင်တုန်လှုပ်ခြင်းမရှိဘူးဒီအကြောင်းအရာတွေကျွန်တော်လေ့လာဖို့လိုအပ်တာဖြစ်ပါတယ်နောက်ဆုံးအချက်ကစောင့်ရှောက်ခြင်းဒီမင်္ဂလာရှိတဲ့အတွက်ကြောင့်ဖြစ်တယ်ဖတ်ရအောင် ကာလချေရောင်းနေပြီဖြစ်၍ဤနာဂတိကျမ်းစကားကိုကြည့်ရှုဖတ်ယူနားထောင်၍ရေးသားသမားတို့ကိုဆောင်းရှောက်တော်သူတို့သည်မင်္ဂလာရှိကြ၏ကဲဒီမှာပြောထားလေရေးသားသမားကိုဆောင်းရှောက်တော်သူလို့ပြောတယ်ဗျာလိကျမ်းခိုင်း1အငယ်3မှာဒါဆိုရင်ဒီဗျာလိကျမ်းမှာရေးသားသမားဆိုအခိုင်း1ကလည်းအခိုင်း22ထိလေ ဂျားထဲမှာရှိရှိမြအရာအားလုံးကိုကျွန်တော်သိထားမယ်ဘယ်လိုဘယ်လိုဖြစ်မယ်ဆိုအကုန်လုံးသိထားမယ်သိထားမှမအဲ့ဒီအရာကိုစောင့်ရှောက်မယ်စောင့်ရှောက်တယ်ဆိုတာကအဲ့ဓာရီအားလုံးကိုလိုက်ကျင့်ရမယ်လို့တော့မဆိုလိုပါဘူးကျွန်တော်ကျင့်ရမယ်အရာဆိုရင်ကျင့်ရမယ်လုံရမယ်ဆိုရင်လုံရမယ်ကျွန်တော်ရှောင်ရမယ်အရာဆိုရှောင်ရမယ်ဒါတွေအားလုံးကိုသိထားဘရမနှလုံးသားထဲမှာเนาะကျွန်တော်မှတ်မိဖို့ဆွဲလန်းဖို့သခင်ဖရားက ဒီမှာဖော်ပြထားတယ်ထပ်ပြီးဒီဂျမ်ပိုက်ကိုဖတ်ရအောင်နာဒီအလင်းမြန်လာပြီးဤစာဆောင်ဤအနာကတိစကားကိုစောင့်ရှောက်တော်သူသည်မိဂလာစီဤဟုပြောဆိုဆိုတော့ဒီအနာကတိစကားကိုစောင့်ရှောက်ရင်ဘာဖြစ်လဲမင်္ဂလာရှိတယ်เนาะရေးထားသမျှကိုစောင့်ရှောက်ရင်မင်္ဂလာရှိတယ်ဒီအနာကတိစကားကိုစောင့်ရှောက်မင်္ဂလာရှိတယ်ဆိုတော့ယုံကြည်သူ ဖြစ်ရင်ဒီအကြောင်းအရာတွေကိုကျွန်တော်တီးဖို့ လေ့လာဖို့လိုအပ်တယ်ဘာကြောင့်လဲဒီနောက်ဆုံးသောကာလနဲ့သခင်ဖရာရဲ့ကြွလာခြင်းသည်ကျွန်တော်တို့ရဲ့မျှော်လင့်ခြင်းနဲ့အဓိကပတ်သက်ဆက်နွယ်တဲ့အရာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်လေ့လာမှာဖြစ်တယ်အမှန်တကယ်ပြည့်စုံလာမဲ့ prophet ပြုချက်တွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်လေ့လာမှာဖြစ်တယ် ကျွန်တော်ရဲ့အသက်တာကိုတန်ရှင်ခြင်းနဲ့ပြင်ဆင်ဆောင်မြော်နိုင်ဖို့ရန်အတွက်ခွန်အားဖြစ်စေတဲ့အရာဖြစ်ပါတယ်။လှည့်ဖြားတဲ့တုံတင်မှုတွေရှိတယ်။အဲ့ဒါတွေကိုတမာတရားနဲ့ပိုင်းခြားနိုင်ဖို့ကျွန်တော်လေ့လာမှာဖြစ်တယ်။မလိုလားအပ်တဲ့စိုးရင်တုံလှုပ်ခြင်းတွေမရှိစေဖို့ရန်အတွက်ကျွန်တော်လေ့လာမှာဖြစ်တယ်။ဒီအနာဂတ်စကားတွေကိုစောင့်ရှောက်ခြင်းဟာ မင်္ဂလာရှိတယ်ဒီမင်္ဂလာဟာ ဖျားသခင်ရှိမှာဖြစ်ပါတယ်။ဒါကြောင့်ဖျားသခင်ကျွန်တော်ကိုဆောင်လျှောက်စေခြင်းနဲ့ဒါကြောင့်ဒီအရာတွေကိုကျွန်တော်အမှန်တကယ်စနစ်တကျလေ့လာဖို့လိုအပ်ပါတယ်။ဒီကျမ်းဒီမှာနှစ်တအခိုင်အတုံးအပိုင်ငယ်16မှာခရိယအားလုံးသိပြီးသားပဲ။ထိုကျမ်းစာရှိသမျှသည်ဖျားသခင်မှုတ်သွင်းတယ်လို့ပြောတယ်။အဲ့တော့ဒီကျမ်းစာအားဖြင့်ကျွန်တော်လေ့လာစစ်ဆေးရမှာဖြစ်တယ်။ဗီရိမြူသားတွေကမှန်မမှန်နော်ကျမ်းစာမှာပါမပါတော့ပဲမဟုတ်ဘူးနော် ကျမ်းစာမှာပါတိုင်းဖယားသခင်စကားနဲ့ဖယားရဲ့ဆိုလိုရင်းမဟုတ်ဘူးအဲ့တော့ကျမ်းစာဆိုလိုရင်းဖယားရဲ့ဆိုလိုရင်းနဲ့ကျမ်းစာရဲ့အတိတ်ပဲအမှန်တကယ်ဟုတ်မဟုတ်ကိုကျွန်တော်တို့ကမှန်မှန်ကိုကျမ်းစာနဲ့အစင်စစ်စစ်ကြည့်ရှုစစ်စစ်ဖို့ဖယားလိုတော့ရှိတာဖြစ်ပါတယ်အဲ့တော့ကျမ်းစာနဲ့ကျွန်တော်စစ်စစ် ကြည့်ရှုစစ်ဆေးဖို့ရန်အတွက်ကျတို့တချို့အကွန်မန်တရီတီယိုလော်ဂျီစာအုပ်တွေနဲ့စာအုပ်စာပေတွေနဲ့ပဲစစ်ဆေးတယ်အဲ့ဒါတွေဖတ်ရမှာဖြစ်တယ်ဒါပေမဲ့နောက်ဆုံးစစ်ဆေးရမယ်စံထားရမယ်တခုတည်းသောစံနှုံးဒီတမားကျန်းစာသာဖြစ်ရမှာဖြစ်တယ်ရှင်ရောအခိုင်16ပိုက်ငယ်23မှာတင်တို့ကငါပြောเสียရာစကားအများရှိတော့လဲတင်တို့ဒီယခုမခံနိုင်ကြဘူး တမာတရားနဲ့ပြည့်စုံသောထိုဝိညာဉ်တော်သည်ရောက်လာသောအခါတမာတရားကိုတင်တို့အားအကျဉ်းမဲ့တွင်တင်ပြသလိုက်မည်ထိုဝိညာဉ်တော်သည်ကိုအလိုလျောက်ဟောပြောမည်မဟုတ်ကြားသမျှတို့ကိုဟောပြောလိုက်မည် နောင်လာလက်တန့်သောအရာတို့ကိုလည်းတင်တို့အားဖော်ပြလိုက်မည်လို့ဖော်ပြထားတယ်အဲ့တော့နောင်လာလက်တန့်သောအရာတို့ကိုဖော်ပြမည်အဲ့တော့တခင်ခရစ်တော်ကသူအသေးမခံမီကောင်းဝင်တက်ကြွမသွားမီတပည့်တော်တွေကိုမှာခဲ့တယ် ကောင်းဝင်တက်ကြော်သောဝိညာဉ်တော်တက်ရောက်ပြီးတဲ့နောက်မှာတမန်တော်တွေအားဖြင့်နောင်လာလက်တန့်သောအရာတွေကိုထပ်ပြီးမှပေါ်ပြတယ်။အဲ့တော့ကျွန်တော်တို့လည်းပဲဝိညာဉ်တော်ကကျွန်တော်ရဲ့အသက်တာမှာမှန်ကန်စွာနားလည်နိုင်ဖို့ခံယူနိုင်ဖို့ကျွန်တော်ကိုဉာဏ်ပညာပေးမှဖြစ်တယ်။ဒါကြောင့်ဒီအရာကိုကျွန်တော်ကိုယ်တိုင်မှန်ကန်စွာလေ့လာဖို့ရန်အတွက်ဘုရားသခင်အလိုတော်ရှိတာဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့ညနေစပြီးမှအပတ်တိုင်းအပတ်တိုင်းတနင်္ဂနွေညတိုင်းမှာ ဒီနောက်ဆုံးသောကာလနဲ့ကြွလာခြင်းအကြောင်းကိုအတူတူကစနစ်တကျလေ့လာရအောင်တပတ်တပတ်ကိုကျွန်တော်နည်းနည်းစီသွားမှာဖြစ်တယ်ဒီညပြီးတိုင်းမှာကျွန်တော်ကျွန်တော်ကိုဆက်သွယ်ပါဒီသင်ခန်းစာကိုလိုချင်တယ်ဆိုရင်ကျွန်တော် PDF နဲ့ပို့ပေးမှာဖြစ်ပါတယ်လို့နော်ဒီကနေ့ကတော့ဒီလောက်ပဲဖြစ်ပါတယ်အားလုံးပေါ်မှာဖြတ်ရှင်ကောင်းချီးပေးပါစေကျေးဇူးများတင်ပါတယ်